အလုံးမင်းလာပါ2600ခွဲတန်အိမ်ပေါ့နော်2600နဲ့4000တန်အိမ်ကိုကျွန်တော်ပြချင်ပါတယ်အခုကျွန်တော်ပြတဲ့အိမ် sorry ပါအခုပြတဲ့အိမ်ကအမိုက်တယ်အများကြီးအာမပြီးသေးဘူးအခုမှစောင့်နေစဲဘာလို့တာကိုပြသလဲစောက်ပြီးသားလောလောဆယ်မရှိဘူးဘာကြောင်းလဲအရန်ရောင်းထွက်ညံ့တယ်ပေါ့နော်စနေတနေ့ကိုနေဒီလိုမျိုးဒီနေ့ကစနေစနေတနေ့ကိုနေဆိုလို့ရှိရင်ဒီ weekend နေဆိုလို့ရှိရင်ပေါ့နော်သူတို့က သူတို့ကုမ္ပဏီတစ်ခုတည်းတင်ဆယ်နှလုံးလောက်ရောင်းရတဲ့အိမ်ကအဲ့တော့သူတို့အိမ်ရောင်းလေဆိုတဲ့အောင်ပြီးတဲ့အချိန်မှာရောင်းတာမဟုတ်ဘူးသူတို့မှာအိမ်မရောင်းခင်ကတည်းကနေ plan လုပ်ထားတယ်အာပေါ့နော်ဒီမြေကွက်ကိုချထားတယ်ပုံတွေကသူတို့မှာရှိပြီးသားအာပုံတွေကိုပြတယ်ဒီမှာ design တွေတူတူလိုရှိတယ်ဆိုတဲ့ဟာကိုသူတို့ကပြတယ်ပြပြီးတော့ရောင်းတာဖြစ်တဲ့အတွက်ကြောင့်မြေကွက်ကိုပြင်သူတို့ကရောင်းတာပေါ့နော်ရောင်းလို့ရှိရင်အကောင်တော့ကောင်မှအာအိမ်လေးပြီးလေးပြီးရောဒါ ဒီအိမ်ကဟိုဟာရောက်ထွက်ပြီးသွားပြီလူလူလာနေလို့ရတယ်ချက်ချင်းအဲ့လိုမျိုးဖြစ်အောင် သူတို့ကလောက်တာအဲ့တော့ဘာကြောင့်ဒီလူအာရောင်းရတယ်လဲဆိုလို့ရှင်ပေါ့နော်အခုဒီအာ builder solution သူက incentive တွေအများကြီးပေးတယ်နံပါတ်1အတိုးနှုန်းအာတုံးဒါအနည်းဆုံးပေါ့နော်တုံးဒါသမ9 95အထိကိုသူကပေးတယ်အာအဲ့ဒါကကျတော့ FHA loan နဲ့ပေါ့နော်တခြားအာ conventional နဲ့ဆိုလို့ရှင်တော့ လေးတရမနေငါလောက်ကနေပေးတယ်ဒါကတော့ master bedroom ပေါ့နော်ဒီအိမ်ကအိမ်ခန်းလေးခန်းနဲ့ယူခန်းနှစ်ခန်းရှိတယ် square feet 1600နဲ့90ရှိတယ် i mean တော်တော်တောင်းခုနဲ့1600 90ဆိုတော့အာ90ဆိုတော့ဒါကောင်းနေပေါ့နော်အိမ်ကအာနေလို့တော်တော်ကောင်းနေပြီအဲ့ဒါကိုအိမ်ကလည်းအသက်2025ဆောက်တဲ့ဟာဟိုဒါမပြီးသေးဘူးအာပေါ့နော်2025ဆောက်တဲ့အိမ်ကိုဒီလောက်နဲ့ရရဆိုတာဒါအရင်အရင်ကောင်းတယ်လို့ပြော I mean တခြားပြည်တွေတော့မရအောင်ဒါမျိုးဒီဒီလိုမျိုးအိမ်တွေပေါ့နော်ဒါ Texas Houston မြို့ပေါ့နော် Houston မြို့ Texas ပြည်နယ်မှာဖြစ်တယ်အဲ့တော့အခက်လေးခန်းရှိတယ်ဒီအိမ်မှာပေါ့နော်လေးခန်းအပြန်သွားမယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီလောက်ထိတော့သူရောင်းရတယ်လဲသူတို့ promotion နဲ့အရင်ချတယ်ဒါဒုတိယ bathroom ဒီမှာအခန်းတစ်ခန်းရှိမယ်ဒုတိယအခန်းတစ်ခန်းရှိမယ်တတိယအခန်းတစ်ခန်းလေးခန်းစုစုပေါင်းလေးခန်းရှိတယ်ပေါ့နော်ဒါကတော့ washer dryer အဲ့တော့ ပြန်ပြောမယ်ဆိုလို့ရှိရင်အတိုးနှောင်းအခုအပြင်မှာဆိုလို့ရှိရင်အပြင်မှာဆိုတဲ့နေရာမှာဒီအပြင် market outside london နဲ့ဟိုဟာတိုးရှောက်မယ်ဆိုလို့ရှိရင်ပေါ့နော်အင်ဝယ်ဖို့ရှောက်မယ်ဆိုရင်6.8 6.8ဒါကိုရဲ့ credit အပေါ်မှာမူဒီ credit count လို့ရှိရင်လည်းရောက်မယ်အလောက်6ကြော်မှာရှိတယ်ပေါ့နော်အဲ့ဒီလူမျိုးအခြေအနေမှာသူတို့က3.8 9နဲ့ပေးတယ်ဆိုတာဘာကြောင့်ပေးနိုင်တယ်လဲ ဆိုလို့ရှိရင်ပေါ့နော်သူတို့ကပတ်စံရှိတဲ့ဘီလီယံနဲ့ခြီးပြီးတော့ချမ်းသာတဲ့ကုမ္ပဏီတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကအတိုးနှုန်းကိုဝယ်ပြစ်တာဖြစ်တဲ့ဒီသူတို့လေ6ဒသမ6595စသဖြင့်ရတာပဲသူတို့လည်းအဲ့လောက်အရာကိုသူတို့က interest rate buy down လောက်လို့ရတယ်ဆိုတာကြားဖို့မှာပါအတိုးနှုန်းဝယ်တာပေါ့နော်အတိုးနှုန်းကိုသူတို့ကဝယ်တယ်ဝယ်ပြီးတော့ပတ်စံနဲ့ အာပတ်စံဝဲချပလိုက်တဲ့အခါသူတို့ပတ်စံချမ်းသာတဲ့အခါပတ်စံဝဲအများကြီးဝဲချပလိုက်တဲ့အခါကျတော့အတူနှုံနေသွားတယ်နေသွားတဲ့အတူနှုံကိုသူတို့ရဲ့ customer သူတို့ရဲ့အိမ်ဝဲတဲ့သူတွေစီမှာသူတို့ကဟေးဒီမှာငါတို့ကအတူနှုံတစ်လောက်နဲ့ပေးမယ်အမေ3.85ဆိုတာဒါခင်ဗျာ1000 2019-2020လောက်မှာလူတွေရနေတဲ့အတူနှုံပေါ့နော်အဲ့ဒီဟာကိုသူတို့ကပေးနိုင်တယ်ဆိုတော့ဘသူကမကြိုက်ပဲနေမလဲဟုတ်တယ်မလားအာအတူနှုံနေတော့ အိမ်ကိုပို့ပြီးတော့ qualify များများအိမ်တန်ဖိုးကြီးဟာပို့ qualify လုပ်လို့ရတယ်ပေါ့နော်အိမ် income နည်းတယ်ဆိုရင်တော့မ qualify ပို့လုပ်လို့ရတယ်ဆိုတော့ခါကြောင်လူရလဲဝယ်ချင်တယ်သူတို့စီကဝယ်ကြတယ်သူတို့စီကဝယ်တဲ့ခါသူတို့ကများများရောင်းရတယ်များများရောင်းရတဲ့ခါကျတော့သူတို့ကများများပတ်စံရတယ်အာပေါ်တော့အကုန်လုံးကိုကောင်းအောင်ပြည်သူတွေအဝယ်တဲ့သူအိမ်ဝယ်တဲ့သူတော်လည်းကောင်းတယ်သူတို့တော်လည်းကောင်းတယ်လန်ဒါတွေကလည်းသူတို့ကလန်ဒါလန်ဒါဆိုတာသူဒီကုမ္ပဏီတွေဆိုလို့ရှိရင်ကုမ္ပဏီအကြီးတွေကသူတို့က mortgage lender သူတို့မှာ department တက်တက်အဲ့လိုမျိုးပေါ့နော်သူတို့က company လေးပိုင်နေပေါ့နော်အဲ့လိုမျိုးဆိုရက်ခါကျတော့သူတို့ကသူတို့လည်းပတ်စံရတယ်အကောင်လုံးအတွက်ဝင်ဝင်ဝင်ပေါ့နော်အဲ့ဒီလူဖြစ်တဲ့အတွက်ကြောင့်အိမ်တွေကလည်းအရန်အယောင်မြန်တာဖြစ်တယ်အဲအကြောင်းကျွန်တော်ပြီးတဲ့အိမ်ဒီ design ပြီးတဲ့အိမ်ကိုကျွန်တော်မပြနိုင်ဘူးပါဆိုတော့ပြီးတာနဲ့အကုန်သွားပြီသူကအလောက်ထိကိုမြန်တယ်ပေါ့နော်အာပြီးတော့ဒီသူတို့က promotion ဒီအတိုးနှုံခွန်ငါတခုတည်းမကားသေးဘူးအာတုံတော်မှာခွန်ငါပေးတာတခု တဲ့မကသေးပါတယ်ပေးတဲ့ incentive ဒီ um uh closing cost ပေါ့နော် closing cost အကောင်လုံးကိုသူတို့ကပေးတယ်ပေါ့နော် closing cost အကောင်လုံးကိုပေးတယ်တချို့က95ရာခိုင်နှုန်းပေးတယ်စသဖြင့်ပေါ့နော်အာဒါပေမဲ့တတိတိထားမှာကကျွန်တော်ဒီလိုအတုံုံနေတဲ့ဟာတွေပြောတဲ့ခါကျတော့တခြားပြည်နေရလူတွေအော်ကျမတို့ကအဲ့ဒီဟာမရဘူးလားပါညာပြောဒီလိုမျိုးက သူ့ရဲ့နေရာဒီဒီ community မှာဒီ Houston မှာဆိုရင်တော့မှသူ့ community နဲ့သူပေါ့နော် အဲ့လိုမျိုးပေးတာဖြစ်တယ်ဆိုတော့အခါကျတော့အာနေရာတကာတိုင်းရချင်မှရမယ်တချို့နေအပြိုင်ဆိုင်များလေဒီလိုမျိုးကို့အတွက်အခွင့်အရေးပုံများလေပဲဝယ်တဲ့သူအတွက်ပေါ့နော်အာဒါကတော့အာအာအာ capital market free market ဖြစ်တဲ့အတွက်ကြောင့်ပြိုင်ဖက်များလာလေလေဝယ်သူစားသုံးသူအတွက်ကောင်းလာလေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ community ဆိုလို့ရှိရင်ဒါ center ဖြစ်တယ် center ဖြစ်တဲ့အခါကျတော့ဒီမှာအခုလောလောဆယ်မှာအိမ်ဆောက်တဲ့ company က20နဲ့ နှစ်ခုရှိတယ်22ခုဆိုတော့ပြန်ဆိုင်မှုတွေအများများတယ်အာ तू ကလေးရောက်ချင်ငါလေးရောက်ချင်တယ်အဲ့တော့ဟိုဆွဲဆောင်အအမျိုးမျိုးနဲ့ပေါ့နော်တို့ကလာတဲ့အခါကျတော့ဒီလိုမျိုးတွေလောက်ရတယ်ပေါ့နော်တို့ကရောက်ရတယ်တို့ကလည်းအရန်ရောက်ရတယ်ဒီလိုမျိုးတွေပြည့်တဲ့အတွက်ကြောင့်ဝယ်တဲ့သူကလေးအရန်ဝယ်ကြတယ်ပေါ့နော်အဲ့ခါကျတော့တခြားပြည်နယ်မှာနေလူမရပါဘူးလို့ပြောချင်တယ်ဒီပြည်နယ်မှာနေတောင်မှတခြား community မှာအိမ်ဝယ်မယ်ဆိုလို့ရှိရင်ဒီစိတ်နေများဒီနေရာမှာသူတို့ဒီမှာပေးတဲ့ ါကဒီမှာပဲရမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့တချို့အာဒီဆူရှီသမားတွေတခြားထန်နိုင်တိုင်းသမားတွေပေါ့နော်အာကျွန်တော်တို့သူတို့ဝယ်တဲ့အခါကျသူတို့ကရဖို့ခက်တယ်ဘာလို့ဆိုတော့ထန်နိုင်တိုင်းသမားတွေကအာ profit and loss အာ loan နဲ့ယူရတယ်အာအဲ့လိုမျိုးပေါ့နော်လောက်တဲ့အခါကျတော့အကျွန်တော်အပြင်က loan ကိုအဆင်ပြေအောင်ကျွန်တော်လောက်ပေးလို့ရဒါပေမဲ့ဒီဒီလိုမျိုးအာတောင်းတမခွန်ငါတို့ဘာညာရဖို့ဆိုတာ ဒီ company နဲ့လုံးမရတာဒီ company နဲ့မလုပ်လို့ရှင်မရဘူးပေါ့နော်အဲ့တော့ဒီ company နဲ့မလုပ်ဘူးကိုယ့်ဟာကိုယ်အပြင်းလုံးမယ်ဆိုလို့ရှင်ဒါတွေမရဘူးပေါ့နော်အရာကိုလေးတိထားစေချင်တယ်အာဒီလိုမျိုးအာ3.99တို့2.99တို့ပေးတယ်ဆိုတာသူတို့ရဲ့ company ရဲ့ lender နဲ့ရှောင်းမှာပဲရတာပေါ့နော်အပြင်းက lender နဲ့တွားလို့ရှင်တော့မရဘူးသို့တော့ဘာတွေရတတ်လဲဆိုတော့အပြင်းအာဟိုဟာအတိုးနှုန်းမရပြိမဲ့လို့ဒီ closing cost အတွက်ဘလောက်ဘလောက်ကူညီတဲ့ဟာပေါ့ ေါ့နော်အဲ့ဒါမျိုးတွေရတယ်ဆိုတဲ့ဟာတွေရှိတတ်တဲ့ပြောတော့တစ်ခုနဲ့လည်းတစ်ခုမတူပေါ့နော်အဲ့ဒါကိုကျွန်တော်ရှင်းပြရှင်းပါမယ် I mean ဘယ်လိုထင်လဲအာနှစ်သိန်း6000 4000တန်အိမ်2025ဆောက် square feet 1600နဲ့90ပေါ့နော်အိမ် law site ကကြတော့ကျွန်တော်ထင်တယ်ဟိုဟာ45အနံက45အလျား120ပုံမှာစောက်ထားတာပေါ့နော်โอเคစေမသားတဲ့ investment အတွက်ပဲဖြစ်ပေါ့နော်စေမသားဆိုလို့ရှိရင်ကျွန်တော်ဆက်တွေ့ပြရတယ်ဒီလောက်ပါပဲ OK，阿龙，拜拜。